မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ခြေစွတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ဘောသူတက်ရောက်ပါစေ။ဖခင်ရှင်ရဲ့ခြေစွတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်ခြေစွတော်ကြောင့်2025ခုနှစ် ဧပြီလ29ရက်နေ့သို့ရောက်ရှိလာပါပြီ။ဟိုဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါတယ်။နေ့ရက်စတိုင်းချစ်စုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။ကျွန်တော်ယခုမောင်လေးမြို့မှာရှိတဲ့ဦးမျိုးဝင်းအောင်တော်အောင်မာဘုမိသားစုအိမ်ကနေ live လုပ်နေခြင်းဖြစ်ပါတယ်။ချစ်စုသူအားလုံးကိုဖျားကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အရှင်ဖျားကျေးဇူးတင်ပါတယ်။ထာဝရဖျားရဲ့ကောင်းမြတ်ခြင်းဟာကျွန်တော်ပေါ်မှာရှိသလိုအစဉ်မြဲ online ပိတ်သက်များမောင်လေးမြို့မှာရှိတဲ့ ပြည်သူပြည်သားအားလုံးပေါ်သို့တကောင်ဒီကနေ့ဦးမျိုးတော်အုံမာမိသားစုပေါ်သို့တကောင်အစင်မြဲကောင်းချီးတက်ရောက်စေပါဒီနေ့ညနေ live ကိုချစ်ရှုတဲ့မြန်မာပြည်နဲ့ပြည်ပနိုင်ငံသီးသီးကနေချစ်ရှုတဲ့ဓမ္မပရိသတ်အားလုံးကိုကောင်းချီးပေးတယ်နောက်ဘက်တော်အဖြစ်ဒီဆောက်ဆရာဖြစ်စေပါအခုလည်းကျွန်တော်ပြောတာထက်ကိုယ်တော်ပြောခြင်းသာဖြစ်စေပါတခီယေရှုနာမအားဖြင့် sit down ရဲ့ဝေငှပါလေဖျားအာမင် ဖြတ်ရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါတယ်ကျွန်တော်ယေရုရှလင်မြို့ဤအခြားမိများဒီကောင်းစဉ်ကိုကျွန်တော်နားထောင်နေတယ်အဲကျွန်တော်ထဲမှာယေရုရှလင်မြို့ဆိုတာကတော့ဒါဂျူးလူမျိုးတွေတို့ကယုံကြည်သူအလုံးတို့က ထူးခြားဆုံးမြို့လို့ပြောရင်မမှားဘူးအဲသူကဒီယေရုရှလင်မြို့ဟာကောင်းကြီးရှိတဲ့မြို့လေးဖြစ်တယ်။တော့ယေရုရှလင်မြို့မှာဒိတ်ပေနှမျိုးရှိတယ်။နံပါတ်၁ကငိန်သက်ချင်းဤမြို့တော် The City of Peace ဒါငိန်သက်ချင်းဤမြို့တော်နောက်တစ်ခုကတော့ငိန်ချန်းစွာတီထောင်ခဲ့သည် ငြိမ်းချမ်းစွာတည်ထောင်ခဲ့သည် founded in peace လို့အဓိပ္ပာယ်ရတယ်။ဟာဒီယေရုရှလင်မြို့မှာအချားမီတွေအများကြီးရှိတယ်။အဲ့ဒီတည်းကနေကျွန်တော်12ခုကိုပေါ်ပြတာဒီကနေ့ဆိုရင်တော့ကျွန်တော်၄ခုမြောက်ကိုပြီးနေပြီကျွန်တော်9နဲ့6ကိုကျွန်တော်ဒီကနေ့ပြောမှာဖြစ်တယ်။အဲ့နောက်တစ်ပထမတစ်ချက်ကတော့ယေရုရှလင်မြို့ကိုအချားမီဘယ်လိုခေါ်လဲဆိုတော့ရှာလင်မြို့လို့ခေါ်တယ်။ခေါ်ဆက်6ခုမြောက်သောဆာလံပိုင်ငယ်1ကိုဖတ်ရင်ကျွန်တော်အဲ့မှာတွေ့ရမှာဖြစ်တယ်။ဒါကြောင့်အများကြီးရှင်းပြခဲ့ပြီ။နောက်မှနေ့ဒုတိယချက်ကယေရုရှလင်မြို့သစ္စာ ာဆောင်တဲ့မြို့လို့လည်းခေါ်ရခေရှားနိုင်ငံကြံခရီးတအငယ်26ကိုဖတ်ရင်အကျိုးရိုက်မှာတွေ့ရမှာဖြစ်တယ်။နောက်ဆုံးတတိယချက်ကတော့ယေရုရှလင်မြို့ကိုငာနှစ်သက်တော်သူလို့လည်းခေါ်ပါလေခေရှား60နှစ်အငယ်4ကိုဖတ်ရင်အကျိုးရိုက်မှာတွေ့ရမှာဖြစ်တယ်။နောက်တစ်ခါ4ကတော့ယေရုရှလင်မြို့ကိုထာဝရဘုရား၏ပလင်လို့လည်းခေါ်ပါလေယေရမိနဂရကြံခရီးကိုအငယ်16ကိုဖတ်ရင်အကျိုးရိုက်မှာတွေ့ရမှာဖြစ်တယ်။အဲဒီကနေ့နောက်5တစ်ချက်ကတော့ယေရုရှလင် ်မြို့ကိုဇီအုံမြို့လို့လည်းခေါ်ပါတယ်ဇီအုံမြို့အဲ့တော့ဒီဘာလို့ဇီအုံမြို့လို့ခေါ်လဲဆိုတော့ဂျူးလူမျိုးတွေကသူတို့ကဒီကောင်းကြီးပေးရင်ထာဝရဘုရားဒီဇီအုံတောင်ပေါ်ကကောင်းကြီးပေးတယ်လို့သူတို့ကဝန်ခံတယ်ဘုရားကလည်းတကယ်ပဲဇီအုံတောင်ပေါ်ကနေကောင်းကြီးပေးပါတယ် ောက်ဒီယေရုရှလင်မြို့ဆိုတာလေကောင်းကြီးရှိတဲ့မြို့ကောင်းကြီးပေးခြင်းခံရတဲ့မြို့လို့လေအဓိပ္ပာယ်ရတယ်။ဒါကြောင့်ယေရုရှလင်မြို့နောက်မြို့တစ်မြို့စီဇိယုန်မြို့မောင်ဇိုင်းအောင်နော်ဇိယုန်တောင်ရဲ့ဟာလာကောင်းကြီးမင်္ဂလာရှိတဲ့မြို့လို့လေခေါ်ပါလေ။ဒါကြောင့်ဒါကို86ခုမြောက်သောဆာလာအပိုင်ရဲ့နှစ်ကိုဖိုင်ကျွန်တော်မှတွေ့ရမယ်။ကျွန်တော်နဲ့ဖတ်ပြခြင်းပါလေ။ဇိယုန်တောင်မှာချိန်ဝက်လျက်နေတော်မူ၏ယေရုရှလင်မြို့မှာတဲတော်ရှိ၏။အာမင်။အဲ့တော့ဒီယေရုရှလင်မြို့ဟာ ိန်းတော်ရှိသလိုဇီးအောင်တောင်ရဲ့ကောင်းကြီးလည်းရှိတယ်။နောက်ဒီကနေ့ကျွန်တော်ရဲ့တက်တာမှာကျွန်တော်ကဇီးအောင်လို့ခေါ်ရဲနောက်ဇီးအောင်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ခံတက်လို့အဓိပ္ပာယ်ရ န္ဓာနားလည်အောင်ပြောတော့ခန္ဓာရင်ရှိတယ်အော်ဖျားရှိတဲ့အသက်တာဟာအချားနဲ့မတူရွှေငွေတခါလေးကုန်သွားရင်ခန္ဓာရင်ပြုတ်ပြတ်သွားတဲ့အခါရှိနိုင်တယ်ဒါပေမဲ့ဖျားရှိတဲ့အသက်တာခန္ဓာလို့ပဲပြောကြတာခန္ဓာရင်ရှိတယ်ယောဂပဲဖြစ်ဖြစ်စုံစမ်းခြင်းပဲရောက်ရောက်တဘာဝဗီဒန်နေရနှောက်ရနှောက်ရအာဆုံးရှုံးတာဘလောက်ရှိရှိခန္ဓာရင်ရှိအဲ့ဒါဇီယုံတက်တာမောင်ဆိုင်အောင်အဲ့ဒီကနေ့ကျွန်တော်ရဲ့သက်တာမှာနော်ခန္ဓာရင်ပြုတ်ပြတ်အောင်နော်စွန့်ရည်ကြအောင် င်လောကကြီးကမျိုးမျိုးလုပ်တယ်ဒါပေမဲ့ဖိလိပ္ပိလီစကုံးမှာငါ့ကိုခေါင်းနဲ့ပြည်စုံစီတော့ခရစ်တော်အဖြစ်ခတ်သိမ်းတော်မူကိုငါတက်ဆွမ်းတယ်အဲ့တော့ဒီကနေ့တက်ဆွမ်းခြင်းအလုံးဟာရွှေငွေဥစ္စာနဲ့မဟုတ်ဘူးမိတ်ဆွေနှုတ်ကပတ်တော်အဖြစ်ယေရှုခရစ်တော်အဖြစ်တက်ဆွမ်းရင်တက်မှာဇီးအောင်တောင်လိုခိုင်ခန့်တဲ့ကောင်းကြီးရမှာဖြစ်တယ်ဒါကြောင့်ဒီကနေ့တောင်ဆိုတာကကျွန်တော်သိတဲ့အတိုင်းတော့တောကင်ပြီးလှုပ်ကြည့်မတုံမလှုပ် တော့ယေရုရှလင်မြို့ကဇီးုံတောင်ဆိုတော့ကျွန်တော်တို့သက်တာမှာဇီးုံသက်တာဖြစ်ကျွန်တော်တို့သူများတွေကမျိုးမျိုးလာလှုပ်နိုင်တယ်အမျိုးမျိုးနဲ့တင်းလာလှုပ်တတ်တယ် ပေမဲ့သင်ကဇီးဝအတ္တတာဖြစ်ရင်မှတ်လောက်တဲ့အကောင်းကြီးကိုဘုရားရှင်ကခိုင်ခန့်ခြင်းနဲ့တူပြီးမှဖြစ်တယ်။တောင်ယေရုရှလင်မြို့ရဲ့အချားမီသည်ဇီးဝမြို့အော်ဒီနေကျွန်တော်ရဲ့တတ္တာမှာတောင်လောက်ချင်းကင်းခြင်းရဲ့ဇီးဝအတ္တတာယေရုရှလင်မြို့ရဲ့အချားမီဇီးဝအတ္တတာကဲ့သို့အသက်ရှင်ဖို့နံပါတ်9အနေနဲ့အားပေးခြင်းနဲ့ကဲနံပါတ်6နံပါတ်6ကဇီးဝမြို့ sorry ယေရုရှလင်မြို့ရဲ့နောက်အချားမီတစ်ခုကငါတို့ဘုရားသခင်မြို့တော့ငါတို့ဘုရားသခင်မြို့ 48ခုမြောက်သောဆာလံပိုက်ငယ်တကျွန်တော်ကလေနည်းနည်းလေးဖတ်ပြခြင်းနဲ့48ခုမြောက်သောဆာလံပိုက်ငယ်တထာဝရဘုရားသခင်ကြီးမြတ်တော်မူ၏တန်ရှင်းသောတောင်တော်ပေါ်မှာငါတို့ဘုရားသခင်မြို့တော်တွင်အထူးသဖြင့်ထောပနာချီးမွမ်းခြင်းကိုခံထားတော်မူ၏အာမင်အဲ့တော့ကျွန်တော်ကဆာလံဆရာပြောရဲဘုရားသခင်ကြီးတယ်တဲ့ ။ဟောဒီကလေးကျွန်တော်ကထင်တယ်ဗျပြဿနာကြီးတယ်ဒုက္ခကြီးတယ်ယောဂါကြီးတယ်စုံရမ်းခြင်းကြီးတယ်ပြောတာထက်ဖယားသခင်ကြီးတယ်လို့များများပြောอ่ะအဲ့တော့တင်ကဖယားသခင်ကြီးတယ်လို့ပြောရင်သိရှိဝင်နေတဲ့ပြဿနာတွေယောဂါတွေကသေးလာလိမ့်မယ်ဒီကနေ့ဖျားကြီးတယ်လို့ဝန်ခံတဲ့သူကရင်ဆိုင်ရတဲ့အရာအလုံးအပြည့်အစုံလေးပြန်ဖြစ်သွားတယ် ဒီကနေ့နေတိုင်းပြောရမယ်စကားဟုတ်တယ်တို့အိမ်မှာဖျက်ခင်ကြီးတယ်တို့တက်တာမှာဖျက်ခင်ကြီးတယ်တို့အနာကတော့ဖျက်ခင်ကြီးတယ်တို့ရဲ့ဟလာယူပါယုံနေအားလုံးဟာကြီးမြတ်တဲ့ဘုရားသခင်ကလုတ်ပေးနိုင်တယ်ဒါကြောင့်များဘုရားဒါကြောင့်ဆာလန်ဆရာကပြောလေဘုရားသခင်ကြီးတယ်ပန်းကြီးမြတ်တယ်ပန်းရှင်သောတောင်တော်ပေါ်မှာငါတို့ဘုရားသခင်မြို့တော်အထူးဖြင့်ချီးမွမ်းခြင်းခံထိုက်တယ်ငါတို့ဘုရားသခင်မြို့တော်ဆိုအဲ့ဒါဇီးုံမြို့ကိုပဲပြောတာအဲ့ဒါပဲပြောပြောရေရွှေရှင်မြို့ကိုပဲပြောတာ ်ပြောကြည့်ကြမယ်ယေရရှလင်မြို့ရဲ့အခြားမြေကြီးငါတို့ဘုရားသခင်မြို့တော်စဉ်းစားကြည့်မယ်မြို့ဆိုတာကမိလင်းရောင်တွေရှိမယ်စားစရာတွေရှိမယ်ပျော်ရွှင်ပွေရာတွေရှိမယ်ဝမ်းမြောက်မှုတွေရှိမယ်နော်ပန်းချန်တွေလည်းရှိနိုင်တယ်နော်ပြောကြည့်မြို့လေဆိုတာအကုန်ရှိတယ်လေမြို့ဆိုတာအဲမြို့ဆိုတာဒုစရိုက်လည်းရှိတယ်လေဖခင်သခင်မြို့တော်ဆိုတာဒုစရိုက်ခင်ရ အတိအကျကျွန်ရဲ့အသက်တာကျွန်ရဲ့နှလုံးသားဟာတို့နှလုံးသားဘုရားသခင်မြို့တော်လို့ဝန်ခံရင်သူစိတ်ကင်းတဲ့အသက်တာဖြစ်လာလိမ့်မယ်အဲ့တော့ဒီကနေ့ the city of god ဘုရားသခင်မြို့တော်အဲ့တော့ကောင်းကင်နိုင်ငံတော်ဘုရားသခင်မြို့တော်အဲ့တော့ကျွတ်ကဘပြောလဲဆိုတော့ကောင်းကင်နိုင်ငံတော်ကိုဘယ်လိုမြင်ရမလဲကျွတ်ပြောရအောင်ကောင်းကင်နိုင်ငံတော်ဘယ်လိုမြင်ရလဲဆိုတော့ဘုရားရှိတဲ့သူရဲ့အသက်တာဟာကောင်းကင်နိုင်ငံတော်ဘယ်လိုမြင်ရလဲ ကြားရမယ်နော်ကောက်ရနိုင်ငံတော်ဘယ်လိုမြင်ရလဲဆိုတော့ဖျားရှိတဲ့သူရဲ့အတ္တတာကောက်ရနိုင်ငံတော်မြင်ရတော့ဆိတ်ဘီလီဂွေဟာနော်ကမ္ဘာပေါ်မှာကမ္ဘာနိုင်ငံတရာ85နိုင်ငံကိုတရားဟောမှုတဲ့ဆရာကြီးလူသားတန်ပေါင်းသန်း130ကိုတရားဟောမှုတဲ့ဆရာကြီးကဘာပြောလဲဆိုတော့သူ့အိမ်ကိုလာခဲ့ပါတဲ့သူ့အိမ်ကကောက်ရနိုင်ငံတော်ပဲ ဲ့ဒီလူ့မှာဆဲဆိုတာမရှိဘူးညှိတွားတာမရှိဘူးရံဖြစ်တာမရှိဘူးပူပန်မှုမရှိဘူးဆုပ်ယိမ်မှုမရှိဘူးဖခင်သခင်ကဥဆောင်တယ်အဲ့ဒါ the city of god အဲယေရုရှလင်မြို့ရဲ့အချမ်းနာမည်နံပါတ်6တခုကြီးငါတို့ဖခင်သခင်မြို့ပါ ဲ့ဒီကနေ့လောကမြို့တွေမှာတော့ငိုကြိုးခြင်းရှိနိုင်တယ်ဆုံရှုံခြင်းတွေခြေခွဲခြင်းတွေဝမ်းနည်းမှုဆေးခြင်းတွေရှိတယ်ဒါပေမဲ့ the city of god ထာဝရဘုရားရဲ့မြို့တော်မှာတော့ဒါတွေလုံးဝမရှိဘူးအဲ့ဒါဒီကနေ့သိရနှုတ်ကပတ်တော်နဲ့သွားတင့်ကိုချစ်ရင်ကောင်းတဲ့နိုင်ငံတော်ကိုမြင်နေရဒါဒီကနေ့တင့်သက်တာဒုစရိုက်ခင်းရင်တင့်သက်တာဘုရားခင်မချိုက်တာမလုပ်ရင်တင့်သက်တာဘုရားလိုရနဲ့သွားနေရင်တင့်ကဘုရားကောင်းမြတ်ကြောင်းကိုအမြဲပြောနေရင် ရားနှုတ်ဘက်တော်တိုင်းအသက်ရှင်နေရင်တက်နှလုံးသား the city of god ဖယားတစ်ခေရမြို့တော်ပဲဒါကိနီလောကကြီးမှာမြို့ပြတ်တည်အများကြီးမြင်တွေ့ရပေမဲ့တက်နှလုံးသားမပြတ်သွားဘူးပဲလို့ရတက်နှလုံးသားဖယားရှိသည်၍အဲ့ဒီနေရာဖယားတစ်ခေရမြို့တော်ပဲဒါကြောင့်ဒီကိရီယေရုရှလင်မြို့ရဲ့အချမ်းမီသည်နံပါတ်6တစ်ခုက the city of god ဖယားတစ်ခေမြို့တော်ဖြစ်တယ်ဒါကြောင့်ဒီကိနီနှလုံးသားကို ရားနဲ့သွားတင့်ကိုကြိလိုက်တာနဲ့ဘုရားသခင်ရဲ့မြို့တော်ကိုမြင်တွေ့ရမှာဖြစ်ကြောင်းအပီးရဲ့နောက်ဆုံးအဖြစ်ပြလေးတစ်ခုပြောပြီးနေကုန်ချုပ်ချင်တယ်တကောင်းကကျွန်တော်ဒီဂျော်ဂျီယနာနော်ယခင်ကဒီဂျော်ဂျီယနာကအစုပ်ယောဂဝိနာရှင်တွေကိုထားတဲ့စေယုံရှိအဲ့ဒီနေ့ပေါ့များစွာတော့ကအမျိုးမျိုးတစ်ယောက်ကဒီဂျော်ဂျီယနာကိုသူသွားတယ်သူခင်မောင်းတဲ့အစုပ်ဝိနာရှင်ဖြစ်တယ်အဲ့တော့သူကယထာလမမဝယ်ဘဲနဲ့သူစီးမိတယ် သူ့ကားလေးတစ်ယောက်လည်းပါတယ်ခလေးရတော့ကိစ္စမရှိဘူးဒါပေမဲ့သူ့အတွက်ကဒီယထာလက်မှတ်မပိုင်ရင်လက်မှတ်စက်ကတွေ့လာနေသူ့ကိုယထာရက်ပြီးလမ်းဆင်းလျှောက်ခိုင်းမှာတကယ်လေးကွက်ပြီးပဲလက်မှတ်စက်ကသူ့လားစက်တက်ကသူမပြနိုင်ဒါပေမဲ့အဲ့ဒီဂျော်ဂျီယန်နာကိုရောက်ဖို့ကမိုင်များစွာလိုသေးတယ်အဲ့ဒီမှာဒီမျိုးမျိုးကလက်မှတ်စက်ကိုတောင်းပါလား ါကျမအမျိုးသားအဆက်ဝင်နာရှင်ဖို့လို့ပါကျမတို့သူ့ကိုစားစရာလေးတွေသွားပို့မှာအခုကျမပတ်စံမရှိလို့လက်မမွေနိုင်တာပေါ့တောင်းမှန်တယ်ဒါပေမဲ့လက်မစစ်ကမရဘူးအမေရိကန်နိုင်ငံရဲ့ဟလာဥပဒေကဒါယထာစီလို့လက်မမပါရင်ယထာရက်ပြီးဆင်းရှောက်ပါတယ်အဲ့တော့ခလန်းလန်းကနေကြည့်နေတဲ့ငွေဝယ်ခြုံကြီးတယောက်ပေါ့သူကခြုံဘောကနေလက်မြောက်သွားတယ်သူ့မိသားစုကဂျော်ဂျီယာနာမှာရှိတယ်အဲ့တော့သူကလက်မပါတယ်သူဝမ်းမြောက်စွာဂျော်ဂျီယာနာကိုသူပြန်နေတယ် ်မှာဒီမျိုးသမီးကလည်းခြေခွဲနေတယ်။ယထာဝရက်ပြီးတော့မယ်ဆင်းရတော့မယ်ချိန်မှာဒီငွေဝဲကျွန်ကြီးအာဖရိကန်ကြီးကဟာလာဒီလက်မှတ်စစ်ကိုပြောတယ်။ကျွန်တော်ကလက်မှတ်ပါလေတဲ့။ဒီမျိုးသမီးစားကျွန်တော်ပေးမယ်တဲ့။ကျွန်တော်လမ်းဆင်းလျှောက်မယ်။ရလား။အဲ့တော့လက်မှတ်စစ်ကပြောရရတယ်။ဒီမျိုးသမီးလက်ထဲမှာလက်မှတ်ရသွားပြီဆိုတာနဲ့ရတယ်သူဆက်စည်းလို့ရတယ်။အဲ့ဒီမှာပဲဒီငွေဝဲကျွန်ကြီးကဒီမျိုးမျိုးလက်မှတ်ပေးတယ်ယထာကိုရက်ခိုင်းနေသူကလမ်းဆင်းလျှောက်ဖို့ဖြစ်စင်တယ် ဟဲ့ကျွန်တော်ဒီမျိုးသမီးနဲ့ကလေးလေးကဒီငွေဝဲချုံချို့ကြီးစုတယ်မဆုံးနဲ့ဖတ်ပြီးတော့ငိုပြီးတော့ကြီးစုတယ်အဲ့ဒီချိန်မှာပဲယထာရက်သွားတဲ့ချိန်မှာပဲငွေဝဲချုံကြီးကဒီမျိုးသမီးကိုပြောရဲအမကျွန်တော်ကလမ်းလျှောက်နိုင်တယ်ကျွန်တော်မှခွန်အားရှိတယ်အမလမ်းလျှောက်ရင်မိုင်ပေါင်းများစွာလမ်းမှာအန္တရာယ်ရှိတယ်ဒါကြောင့်ကျွန်တော်ကိစ္စမရှိဘူးကျွန်တော်လက်မအမကိုပေးလိုက်တာအမအဆင်ပြေရင်ကျွန်တော်ချိန်နဲ့တယ် နောက်ဆုံးရထားရလိုက်တယ်ငွေဝယ်ခြုံကြီးကလမ်းဆင်းလျှောက်ဒီမျိုးမျိုးကဂရင်းပေါက်ကနေပြုံးပြီးလက်ပြငွေဝယ်ခြုံကြီးကလက်ပြပြီးအမျိုးမျိုးကငိုပြီးရထားနဲ့ပါသွားတယ်ဒီငွေဝယ်ခြုံကြီးရဲ့နှလုံးသားဟာ the seed of god ဖျားသခင်မျိုးတော်ဘာမြင်ရဒီမျိုးမျိုးကအဲ့ဒီငွေဝယ်ခြုံကြီးသူ့ကိုပေးလိုက်တဲ့လက်မှတ်အကြောင်းသူ့ဣတဲ့သူတိုင်းကိုသူပြောပြတယ်ဒီနေ့ချက်တော်ညီကိုမမကျွန်တော်တို့ းဝယ်တဲ့သာဝရဖျားရဲ့ကောင်းမြတ်ခြင်းကျွန်တော်အထဲမှာရှိကျွန်တော်တွေးတဲ့သူတိုင်းကအမှတ်ရနေလိမ့်မယ်တော်ဒီယေရုရှလင်ကို the city of god တောက်ဖြိုင်မြို့တော်လို့လည်းခေါ်ပါတယ်။တောက်ဒီကျောင်းရဲ့နှလုံးသားတောက်ဖြိုင်မြို့တော်ဖြစ်ဖို့ဒုစရိုက်ကင်းဖို့ခုနငွေဝယ်ကြင်ကြီးလို့သူချင်းချင်းမမအများကြီးမပြောပါဘူးတရားတွေလည်းအများကြီးမဟောပါဘူး။ဒါပေမဲ့သူပြလိုက်တဲ့ပုံသက်တွေဟာဒီအမျိုးသမီးအတွက်တစ်သက်လုံး message တရင်စကားလေးဖြစ်ပေါ်တယ်။ တော့ကဘာချိုရဲအင်းဒီယားနိုင်ငံရဲ့ကောင်းဆောင်ကောင်းဆောင်ဒီမဟာတမဂန္ဒီကဒီလိုပြောပါတယ် my life is a message သူရဲ့ဘဝဟာတရင်စကားပဲသူ့ကိုကြည့်ရင်တရင်စကားမြင်ရမယ်ကြားရမယ်တကယ်လဲမှန်တယ်သူ့အသက်တာသူပြောတဲ့စကားတွေသူများတွေမထွက်တဲ့ရာသူ့နှလုံးသားတွေကထွက်တယ်ဗျအလွန်ထူးဆန်းတယ်ဒီနေ့ကျွန်တော်ညီကိုမမသင်နဲ့ကျွန်တော်ဟာနှုတ်ကပတ်ပေါ်ရှိတယ်။သူများတွေမထွက်တဲ့အတ္တတားရဲ့နုညံ့သိမ့်မွေ့ခြင်းကျွန်တော်အ င်းကနေထွက်လာမှဖြစ်တယ်။တောင်ဒီနေ့ the city of God တော်ပြည့်မြို့တော်ကိုသင်နဲ့ကျွန်ုပ်ကနေမြင်ရဖို့နှုတ်ကပတိုင်းတိုင်းအသက်ရှင်တော်သူများဖြစ်ပါစေလို့အပီယနေကုန်းချုပ်လို့လေကျွန်တော်ရောက်ချင်းစီတိုင်း ဖြတ်ရှင်တာပြီးကောင်းချီးပေးပါစီ God bless you all ကျွန်တော်ချင်းညာဆရာတို့ကျွန်တော်နှစ်ဖန်မင်းလေးကနေကျွန်တော်ရန်ကုန်ပြန်มาဖြစ်တဲ့ကြောင့်နှစ်ဖက်ညနေ live service ကိုတကယ်ရန်နာมาဖြစ်ပြီးလာမယ့်ချက်သပရီနေ့ကျွန်တော်တကယ်9လ2025မေဒီနေ့ရုပ်ပိတ်ချောင်းပိတ်ပါလေ အဲ့ဒီနေ့မှာကျွန်တော်ချက်ရင်းရုံခြေချင်းနဲ့ချင်းသားမှာတရက်တာတမချမ်းစာသင်ကြားခြင်းရှိပါတယ်။နာနဲ့9နိုင်မှာညနေ3နိုင်ဖြစ်ပါတယ်။အဲကျွန်တော်ရေ Reverend Ucho Mone Reverend So Shui Yi ko Seroso ဖြစ်ပါတယ်။ဒါကြောင့်ချက်သုံးညကိုမှမအားလုံးကိုနှွေးချွေးစွာချွေးစွေနေလေစာကိုကျွန်တော်အားလုံးပြည့်စင်ထားပါတယ်။တရက်တာနှုတ်ကတော်ခံယူကြမှာဖြစ်တယ်။ခေါင်းစဉ်ကအတွေးကင်းသောယုံကြည်ခြင်း ော့ဒီကနေ့ကျွန်တော်အတွေးနဲ့မသွားနဲ့ဆုံရှုံမယ်ဖခင်ရဲ့အမိတ်နဲ့ယုံကြည်ခြင်းနဲ့သွားအနာဂတ်တွေဟာလှပ်ပါလာမှာဖြစ်တယ်ဒီကောင်းစဉ်ကိုကျွန်တော်နားထောင်ကြမှာဖြစ်တယ်ဒါကြောင့်အားလုံးကိုချစ်စွရဲရန်ကုန်မှာရှိတဲ့ဓမ္မပရိသတ်အားလုံးလာနိုင်တယ်နေမှာရှိတဲ့ဓမ္မပရိသတ်များလည်းလာနိုင်လို့တချို့နေနဲ့ပြပပရိသတ်များတို့ဒီ page ကနေပဲ live လေးပေးမှာဖြစ်ကြပေါ်ပြလိုပါရယ်ရှစ်ရှစ်ခွန်ယူရဲဓမ္မပရိသတ်အားလုံးကိုကျေးဇူးတင်လို့ကျွန်တော်ဒီခီးစဉ်တို့က အထူးဆုတောင်းပြီးတော့သတိရတော်သူများအားလုံးကိုလည်းကျွန်တော်ထူးပဲယေရှုတင်ကြောင်းဖော်ပြလိုပါတယ်ယခုကျွန်တော်ဒီပြန်လေထူတောင်းကြီးအတွက် ကျွန်တော်မန်လီစကိုင်းပြမနာဆက်ဖြစ်ဒီနေရာများမှာကျွန်တော်အတင်းတော်အနေနဲ့အနည်းငယ်မြေတာပြလေးရှိပါတယ်တရိယာဆွတ်တောင်းပေးတဲ့အကြောင်းဖော်ပြလို့ရတယ်။ကျေးဇူးခွန်အယူတော်သူအားလုံးကိုကျေးဇူးတင်လို့မန်လီမှာချုပ်လေးခဲခဲသောသူများရှင်ကျွန်တော်အွန်လိုင်းကနေအမြင့်ချသောသူများရှင်ကျွန်တော် chat box ကနေလှမ်းပြီးတော့ကျွန်တော်နဲ့ဆက်သွယ်နိုင်ကြောင်းလည်းဖော်ပြလို့ရတယ်။ခဲခဲများရှင်ကျွန်တော်အကူအညီပေးနိုင်တော့အကူအညီပေးလေးရှိပါတယ်။ကျေးဇူးတင်ပါတယ်ကျေးဇူးသူအားလုံးကိုဖြတ်ရှက်ကောင်းချီးပေးပါစေ။ဆွတ်တောင်းကောင်းချီးခံယူကြပါစို့။ခမည်းတော် သာတော်သာရှင်းတော်ဝိဒ်နော်ဒုမဆူဖျားထံတော်ပါမှပြည့်ဝစုံငင်တဲ့ကောင်းကြီးသည်ချစ်ချွတ်တဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တက္ကငလင်ပြီးတင်ပြီးတော့ဒုက္ခရောက်ပြီးတော့ယနေ့ထိပြုတ်ပြတ်နေတဲ့အဆောက်အဦတွေပြန်လည်တည်ဆောက်ဖို့တော်တယ်ကောပြုတ်ပြတ်သွားတဲ့အသင်းတော်များပြုတ်ပြတ်သွားတဲ့ပြည်သူပြည်သားတို့ရဲ့အိမ်များပြုတ်ပြတ်သွားတဲ့အဆောက်အဦတီးတီးတာဝန် မဲ့ဆိုင်တဲ့အဆောက်အဦအသီးသီးမှစမြန်မာပြည်နဲ့တကမ္ဘာလုံးမှာပြုတ်ပြတ်သွားတဲ့အဆောက်အဦအသီးသီးကိုပြန်လည်တိဆောက်နေတဲ့သူများရဲ့တိဆောက်ဖို့တော့လိုအပ်တဲ့အရာတွေဖျားရှင်ပြစ်စင်ပြီးခြင်းနဲ့တကွာစားစရာလိုတဲ့သူစားစရာပြီးခြင်းခက်ခဲတဲ့သူတွေကိုဖျားရှင်ကြည့်ရှုခြင်းငိုချွေးနေတဲ့သူတွေမျက်ရည်တုတ်ပြီးခြင်းဒုက္ခရောက်နေတဲ့သူတွေလွတ်မြောက်စေတဲ့ကောင်းချီတို့သည်သင်တို့ပေါ်သို့တက်ရောက်စေသလိုဒီနေ့မွန်းနေ့၆ရက်မွန်းနေ့၈ရက်အလုံးပေါ်သို့တက်ရောက်မင်္ဂလာနဲ့ပတ်လည်၆ရက်သို့သူသည်သည်ပေါ်သို့တက်ရောက်ဘုံတော်ဝန်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေ နှစ်သိမ့်မှုရဖို့တကယ်ကဘုညဝေအောင်တော့အုံမာနဲ့တကွာမိသားစုအားလုံးပေါ်တို့တကကျမကြီးအားနေလေရှိတဲ့တမိတူတူလက်ခွဲစိတ်ထားမှုအောင်မြင်တယ်လို့တာပြေးချမှခြင်းနဲ့ပိုက်ရပေးခြင်းနဲ့တကွယေရှုရဲ့ online ပိသက်မှာခွဲစိတ်မှုခံယူနေတဲ့သူတွေအောင်မြင်ခြင်းကိုယ်ဝန်တွေကောင်းစွာမှုဖွားနိုင်ခြင်း လူတွေရာသီသီထောက်ပံ့တဲ့ကိဏ္ဍကံကြီးတို့သည်အွန်လိုင်းပိသများမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစ၍ကာလဆင်းရဲကံကြီးပြပြတက်ရောက်တည်ရှိတည်နေပါစေသောအာမင်ကျေးဇူးတင်ပါတယ်ကျေးဇူးတို့အားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေမြင့်တက်ချင်းရှိပါစေကျွန်တော်အားလုံးကိုသိချစ်တဲ့ပြန်လည်တွေ့ဆုံကြပါစို့